ဒီမိုကရေစီနိုင်ငံဖြစ်ရေးဆိုတာဟာပြည်သူတွေပေါ်မှာတည်တယ်အဖွဲ့တစ်ခုပေါ်မှာလည်းမတည်ဘူးလူပုဂ္ဂိုလ်တယောက်ပေါ်မှာလည်းမတည်ဘူးခတ်တော်လို့ပြောရင်ကျမပေါ်မှာလည်းမတည်ဘူးပြည်သူတွေပေါ်မှာတည်တယ်2021မတိုင်ခင်ပြည်သူအစိုးရလက်ထက်တုန်းကမေအောင်လိုင်စစ်တပ်ဟာတက်တွင်းမှာအေအေစစ်စစ်ဖာတိဖာတာရှိခဲ့ပါတယ်။စစ်ရေးပြလေချင်းမှုမှာစစ်ကြောင်း9ကြောင်းမှာအရာရှိစစ်သည်များအမျိုးသမီးတပ်ဖွဲ့ဝင်များဟာစုရဲဖြစ်တဲ့ တစ်တက်ကွင်းမှာစည်ရပြကွင်းကြီးတို့တက်မတော်ကြီးရေးလေးစစ်တီဝိုင်းအဖွဲနဲ့တတတက်မိသားစုတွေပြည်သူတွေရဲ့အကြောင်းလဲစိတ်မဝင်စားသလိုသူတို့နဲ့မဆိုင်သလိုပဲနေခဲ့ကြပါတယ်ထို့အတူပဲပြည်သူတွေကလည်းတက်တွင်းကတက်မိသားစုအတိုင်းအဝိုင်းရဲ့အတန်ကိုကြားရခဲလာပါတယ်တက်တွင်းဖိနေမှုတွေကအစဉ်တစိုက်ရှိခဲ့ပေမဲ့အခုအချိန်လိုမျိုးအပြင်ကိုအတန်ကြဲကြဲလောင်လောင်ထွက်တာရှိခဲ့လာပါတယ် ေးရသက်ဆက်ရှင်ပုံမှန်ပဲပါကြည်ရန်နိုင်ငံတော်၏သို့ဟုသူရဲ့စိုးချုပ်ရေးတရားစွန့်ရေးအာဏာကတော်တော်ကောင်းရေးချုပ်ချံသို့ကျွဲအပ်ကောင်းစေလိုက်ပြီ2021မေအောင်လိုင်းအာနာတင်းချိန်မှာတော့ပြည်သူတွေရဲ့나ကြီးမုံတိမှုကိုရရှိသွားတဲ့မေအောင်လိုင်းရဲ့ဂျွန်စစ်သားတွေဟာ တိုင်းသားလက်နက်ကင်တွေနဲ့အသက်ပေါက်ဖွားလာတဲ့ PDF တွေရဲ့လက်ချက်နဲ့အလုံးရင်းနဲ့တည်ဆုံးခဲ့တာကြောင့်တက်တွင်းမိသားစုတွေလည်းကြက်တွေကြီးကြီးမားမားရိုက်ခတ်ခဲ့ပါတယ်။ရှင်နာကြရီတပုံးကိုနဲ့အတူညီမတွေလည်းအတူတူဖြစ်ကြတဲ့ညီမတွေလည်းရင်ထဲတွေမှာလည်းရှိကြတာမပြောကြလို့ရနေမှာ။သူတို့တွေကကိုယောက်ကြားတွေအသေးလေးဖြစ်သွားတာလုံးဝသူတို့ယောက်ျားကြီးတချို့ဆိုရာရှိတွေထွက်ပြေးလာတယ်။ကိုယောက်ျားကြီးဆိုရင်ဒံယာကြီးနဲ့အရင်ကြောက်တော့ဖြစ်စင်မှာဒံယာကြီးနဲ့ နော်ရှောင်လို့ရပါရဲ့နဲ့တကယ်တိုက်တာဒါကိုဒီအမျိုးသမီးရဲ့ဒီခွန်လေးနေဆိုလို့ရှင်ပြန်ပြီးတော့ကိုချင်းသာတရားရှိကြမှာလေသူတို့ယောက်ျားကြီးလည်းဒီနေ့ကြကြမှာပဲစစ်တပ်ဝါရဖြန့်ရန်တရားတွေကစစ်တီယောက်ျားတွေရှေ့မှာကြဆုံရင် နောက်တန်းအနေနဲ့တပ်မိသားစုတွေရဲမေတွေကလက်နက်ကင်တိုက်မယ်ဆိုပြီးကရုတ်ချင်းတွေတူးပြတာလက်နက်တွေကိုရုတ်ကာယကင်ပြတဲ့ဓာတ်ပုံဗီဒီယိုတွေအွန်လိုင်းမှာဖြန့်ခဲ့ပါတယ် အဲ့ဒီအချိန်ကမင်းအောင်လိုင်ရဲ့ကျွန်မိသားစုတွေအိုကြီးအိုမတွေကလည်းပြည်သူကိုစိန်ခေါ်တာရန်စတာတွေလုပ်ခဲ့ပါတယ်။ဒါပေမဲ့လည်းဒီဝါရဖြတ်မှုတွေဟာအလန်ရှူးတာဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ကြက်ပြောက်ငှက်ပြောက်ပျောက်ကုန်ကြပါတယ်။တကယ်တော့ဒီလိုယောက်ျားတွေနဲ့ရင်ပေါင်တန်းတိုက်နိုင်ဖို့နေနေတာသာရှေတန်းကစစ်ခွဲတွေနေစဉ်ရက်ဆက်ပြုတ်ပြုတ်ပြုံးနေတာကြောင့်နောက်တန်းတက်မိသားစုတွေအများအပြားလဲမုတ်ဆိုးမှဖြစ်ကဘဝပြက်ကုန်တာကြောင့် စစ်တပ်ထဲကအတန်တွေဟာထိမရအောင်ထွက်ပေါ်လာခဲ့ပါတယ်။အဘအဘမရနိုင်ရှင်။ကျမအဘကိုတောင်းဆိုစရာရှိပါတယ်။ကျမတို့စစ်သားတွေကျမရေးတွေကမကောင်းအသက်ကြီးတဲ့လူတွေလည်းရှိသလိုကျမရေးမကောင်းမဲနဲ့အသက်ကြီးနေတဲ့လူတွေလည်းရှိပါတယ်အဘရှင်။ထွက်ချင်တဲ့လူလေးတွေကိုထွက်ခွင့်ပေးပေးပါလို့ကျမမေတ္တာရက်ခံပါတယ်ရှင်။ကျမအမျိုးသားဆိုလဲဆယ်စဉ်ကျမကြီးမကောင်းပါဘူးရှင်။ အဲကြောင့်ကျမတို့လည်းထွက်ချင်ပါလေရှင်ကျန်တဲ့လူတွေဆိုရင်လည်းအသက်တရာကြီးခေါင်းလေးတွေရန်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 ခါးလေးတွေကိုင်း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 နဲ့တွားနေကြတဲ့လူတွေရှိပါတယ်ဗျာရှင်မသေးခင်မကွယ်ခင် မပြောက်ခင်လေးကိုမိသားစုလေးတွေနဲ့အရက်လောကလေးမှာပျော်ရွှင်စွာနေထိုင်လုပ်ကင်စားခြင်းပါတယ်ရှင်အဲ့ဒါလေးကို နားလဲခွင့်ပြုပေးစေခြင်းပါတယ်ရှင်ကျမတောင်းဆိုတယ်ဆိုတာ ကိုနိုင်ငံတော်မချစ်လို့မဟုတ်ပါဘူးကိုတက်မတော်ကြီးကိုချစ်ပါတယ်လေးသားမြတ်နိုးပါတယ်ရှင်ကျမတောင်းဆိုတာဟာမသေးခင်လေးမှာအရက်လောကလေးမှာကိုမိသားစုလေးတွေပျော်ပျော်ရွှင်ရွှင်လွတ်လွတ်လပ်လပ်ကိုအိုးကိုအိမ်လေးနဲ့နေကျင်ကြတဲ့လူတွေအများကြီးရှိတဲ့အတွက်ကြောင့်ကျမကို၌ပါအဲ့ဒီလိုနေကျင်လို့တောင်းဆိုရခြင်းဖြစ်ပါတယ်အဖရှင်အဲ့ဒီအတွက်ကြောင့်အတက်ကကြီး တချို့ကကြတော့ကျမ်းမာရေးကြောင့်ပေါ့အဖရေကျမ်းမာရေးကြောင့်ပိန်ချုံနေတိတ်မသွားနိုင်တော့ဘူးတိတ်မလာနိုင်တော့ဘူးအဲ့လိုလူတွေရှိပါတယ်ရှင်အဲ့ဒီအတွက်ကြောင့်ဒီအသက်ကြီးနေတဲ့စစ်တီတွေကျမ်းမာရေးမကောင်းတဲ့စစ်တီတွေဘက်ကိုတစ်ချက်လောက်လှည့်ကြည့်ပေးပါလို့ဘာကိုကျမမေတ္တာရက်ခံတာပါရှင်ကျမရှာရှည်တာအားထောင်တယ်လို့မထင်မဲနဲ့ တို့ရဲ့ရင်ထဲကခံစားချက်ကလေးတွေတောင်းဆိုတာပါလားဆိုပြီးနားလဲပေးပါလို့ကျမမေတ္တာရက်ခံတောင်းဆိုပါတယ်အဖရာအဲ့လိုအကူအညီပေးမယ်ဆိုလို့ရှိရင်အတက်ကြီးနေတဲ့လူတွေရဲ့ကျမရေးမကောင်းတဲ့ယောဂါတွေရဲ့အင်္ဂါမစုံတော့တဲ့စਿੱတီတွေရဲ့တိုင်းနဲ့အလွန်ပျော်မွေ့နေကြမှာပါအဖရှင်အဖကိုလည်းကျေးဇူးတင်လို့မဆုံးနိုင်ပါဘူးအဖရှင်အဲ့ဒီအတွက်ကြောင့်ဒီအတက်ကြီးတဲ့လူတွေ ယောဂတွေအင်္ဂါမစုံတော့တဲ့သူတွေကိုအပြင်မှာလောက်ကိုင်းစားခွင့်လေးပြုပေးပါမိသားစုလေးတွေမတည်ခင်မကွယ်ခင်မပြောက်ခင်လေးမှာပျော်ရွှင်စွာနဲ့တစ်နှစ်ဖြစ်ဖြစ်နှစ်နှစ်ဖြစ်ဖြစ်ညီလိုက်ရပြီဆိုရင်တော့ဒီမိသားစုလေးတွေရမ်းပျော်မှာပါပါရှင်အဲ့ဒီအတွက်ကြောင့်အဘာမင်းအောင်နိုင်ဒီမှာမြစ်တာရက်ခံတာပါ မေအွန်လိုင်းတို့ထိပ်ပန်းခေါင်းဆောင်တွေကိုဝေဖန်တဲ့အတန်တွေဗီဒီယိုဖိုင်တွေမကြခဏထွက်ပေါ်လာတာတွေ့ရပါတယ်။မေအွန်လိုင်းတက်ထဲမှာအခုဆိုရင်ဘယ်သူမှမနေခြင်းကြတော့ပါဘူး။ပြည်သူကိုလည်းရန်သူလိုထင်မေအွန်လိုင်းကိုလည်းမယုံကြည်အာမကိုနိုင်တော့တဲ့တက်မီတာစုတွေဟာခိုးကိုရာမဲ့ကတောင်ပြင်မှာလွတ်တဲ့ခွဲတွေလိုဖြစ်လာနေပါတယ်။မေအီယာလည်းတတ်မလို့ချစ်သူဆိုတော့နောက်ကလည်းလူအတာတွေပတ်ပိုးပြီးတော့ ကိုသားသမီးတွေထူးချွန်တော့ဝန်တာလိုက်ရတာခုံယူလိုက်ရတာတည်သွားတော့ဘယ်သူမှလည်းအကြောင်းမကြားဘာမှလည်းအရေးမလုပ်လူတယောက်တည်ဆုံးတော့ကြောက်ခဲတလဲလို့လုံနေတဲ့ကြောက်ခဲတော့တံတံဘိုးမရှိအောင်လုံနေတဲ့လူကြီးတွေကိုတခါတလေကြတော့တဲ့မုန်းတယ်လို့ပြောလိုက်ချင်ပါတယ်။မအီးလိုပဲ ံစားနေရတဲ့မိသားစုတွေလည်းအများကြီးနေပါပါเนาะဒါပေမဲ့တချို့ကကြတော့ NDA တွေဖြစ်လာမဲ့ပြဿနာတွေကိုကြောက်လို့မပြောဘဲနဲ့ရှင်ကုန်နှုတ်ပိတ်ပြင်တယ်။ဘာကြီးတော့တော့သူများကိုလည်းခွန်အားပေးကိုကိုတိုင်းကလည်းသိမ်မှမကြောက်စိမ့်စိမ့်တောက်လုံးနေတဲ့လူတွေပေါ့လို့ကိုသားသမီးတွေသိဆုံးရတာမတန်လိုက်တာကိုပြောနေတယ်။ခုဆိုကြဆုံးသွားတာ တုံးလာတဲ့ဝင်လာပြီပေါ့နော်ဝင်နေချင်းဆိုတော့အတိမတ်ပြုတဲ့စာလေးတစ်စာမောင်းရှောင်းတယ်တခါတူနေကြတယ်အားပြရတာခွန်အားဖြစ်တယ်ပြန်စင်းစားကြည့်ရပြီခုချင်းစာတရားတွေမထားတတ်ကြတော့ပြောတာအော်သူတို့မိသားစုနေရာမှာငါတို့မိသားစုဒါဆိုရင်ဆိုတော့အပိစိတ်ကလေးနဲ့ရှိတယ်ဆိုရင်တော့ ပိဆက်တာတက်มาလေခုတော့မာကြီးတို့တာသမီးကကြောက်ခဲတလဲနေလို့ပဲပိဆက်တာမတန်ဒီလိုမျိုးထုတ်ဖော်ပြီးသူတို့ရဲ့ခန်းစားချက်ကို လိုင်းပေါ်ကို တင်ရဲတာတကယ်ကိုမခံနိုင်တော့တဲ့အဆုံးမှာလှုပ်ကြခြင်းပဲဖြစ်ပါတယ်ဒီလိုလုံမယ်ဆိုရင်တက်ထဲမှာတိတဲ့အတိုင်းပဲပြင်းပြင်းထန်ထန်အေးအေးယူခံရမှာကိုသူတို့သိကြပါဗျ ဒါပေမဲ့လည်းအေးအေးယူခြင်းလဲယူပါစေတော့ဆိုတဲ့စိတ်နဲ့ဒီလိုအတန်တွေထွက်ပေါ်လာတာဟာအခုတက်တွင်းမှာဘလောက်ထိအောင်တက်မိသားစုတွေဒုက္ခရောက်နေကြပြီလဲဆိုတာကိုခံမှန်းနိုင်မှာဖြစ်ပါတယ်။